တရုတ်နိုင်ငံက The Great Wall လို့ခေါ်တဲ့မဟာသဒိုင်းကြီးကို BC 900စုမှစတင်တည်ဆောက်ခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့အလောဆီလီယားတဲ့မဟာသဒိုင်းကြီးဖြစ်လာအောင်အော်သဒိုင်းတစ်ခုနဲ့တစ်ခုဆက်သွယ်ခဲ့သူအော်သဒိုင်းအစ်စ်တွေထပ်မံတည်ဆောက်ခဲ့သူကတော့တရုတ်နိုင်ငံရဲ့ပထမဆုံး Emperor Igret ချီစီဟွာမှာဖြစ်ပါတယ်။ချီစီဟွာကိုစီဟွန်တီလို့လည်းလူသိများပါတယ်။သူဟာဆေးပြေအစစ်စစ်လက်ထက်ကရေးသားခဲ့တဲ့စာဟောင်းပေဟောင်းတွေကိုဘာမှအသုံးမဝယ်တဲ့ဟာလေလို့ဆိုပြီးမီဆူပစ်ခဲ့သူပါ။ ဒါပေမဲ့သူဟာတရုတ်ခုနှစ်ပြည်ထောင်ကိုတပေါင်းတစည်းတည်းဖြစ်သိသိအုပ်ချုပ်နိုင်ခဲ့တဲ့ပထမဆုံးတရုတ် Empire အင်္ဂလိပ်ဖြစ်လာခဲ့ပါတယ်။သူဟာဖြစ်စည်းခဲ့သူအာနာစင်ဖြစ်နာမည်ဆိုးနဲ့ကြော်ကြသလိုတစ်ဖက်မှာလည်းတိုက်ပြည်ကိုဖော်ပြတူတဲ့ဇေသူရည်ကြီးမှုမြင့်မားအောင်ဆွမ်းဆောင်နိုင်ခဲ့သူဖြစ်လဲနာမည်ကြီးပြန်ပါတယ်။သူရဲ့နာမည်ကြီးဆုံးလို့ရတွေ့ထဲမှာမဟာသဏ္ဍာန်ကြီးကိုတိုးချဲ့နိုင်ခဲ့တာဟာထင်ရှားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ကမ္ဘာအစီအရာဆုံးကွက်ကွေရေးခတ်တံကြီ မာတရန်ကြီးဟာမိုင်ပေါင်း9500စီရီယားနဲ့လို့စေဟောင်းသူတေသနာစစ်တမ်းတစ်ခုမှလိုက်တာမှတန်းတက်ထားပါတယ်။နောက်ထပ်စစ်တမ်းတစ်ခုမှဖော်ပြထားတာကတော့ဘေးဖက်ကိုဖြတ်ထွက်သွားတာတွေကိုပါအောက်လို့စုပေါင်းရင်စုစုပေါင်းမိုင်ပေါင်း13180စီရီလို့ဆိုပါတယ်။အော်တရန်ရဲ့အမြင့်ဟာအနည်းဆုံးနေရာမှာ15ဘီကနေအမြင့်ဆုံးနေရာမှာပေ90လောက်ထိရှိပါတယ်။တရန်ကြီးရဲ့ထိတ်ဟာလည်း15ဘီကနေပေ30ထိကျဲပါတယ်။တရန်ကြီးရဲ့ထိတ်မှာကောင်းတီတောင်မောင်းလို့ရပါတယ်လို့ဆိုပါတယ်။ ကဒန်းကြီးထဲမှာရဲတပ်တွေထပ်သေးဆောက်လုပ်ထားပြီးတော့အဲ့ဒီရဲတပ်တွေဟာရန်သူအလာကိုကိစားဖို့နဲ့စစ်သားတွေစခန်းချဖို့ရန်သူကိုခုခံတိုက်ခတ်ဖို့အတွက်တောက်ကူကြပါတယ်။မာဒန်းကြီးကိုစက်တဲ့ဆောက်လုပ်ခဲ့တဲ့ရွေချစ်ကတော့တရုတ်ပြည်ကိုရန်သူတွေမကျူးကျော်နိုင်အောင်ကောက်ွယ်ဖို့ပါ။အဓိကအဖြစ်တော့စစ်ဥရောပဘက်ကလာတဲ့နော်မဲလူမျိုးတွေရဲ့ရန်ကနေကောက်ွယ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။အဲ့ဒီခေတ်ကနော်မဲလူမျိုးတွေဆိုတာခြေတို့အိမ်တိုင်းလက်လက်သွားလာနေကြတဲ့ဂျစ်စီတွေ၊ယူမတွေ၊စစ်တီ၊အိုင်ရန်နဲ့ကာဇစ်လူမျိုးတွေကိုခေါ်ကြတာပါ။ နော်မက်တွေဟာသူ့အိုဆေးအုပ်တွေနဲ့အတူရေကြီးရမင်းနီယာကိုလက်လက်သွားလာကြပြီးတော့မျိုးမတူတဲ့တခြားလူမျိုးစုတွေကိုတွေ့တဲ့အခါမှာလူတွေတိုက်ခိုက်တဲ့တဲ့လေထာစီးကြပါတယ်။ဒါကြောင့်တရုတ်အင်ပါယာအင်္ဂလိပ်စစ်စစ်တွေဟာရန်သူတွေကိုခုခါကောက်ခတ်ဖို့တဲ့အင်ပါတာကြီးမားတဲ့တိုင်းကြီးကိုတိဆောက်ခတ်ကြတာပါ။ရန်သူတွေကိုကောက်ခတ်ဖို့အင်ပါတာကြီးမားစီရီယောလာတဲ့တိုင်းကြီးကိုတိဆောက်ခတ်တဲ့အတွေ့အကြုံဟာဒီကနေ့ခေတ်လူတွေအတွက်ရည်စရာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ဒီကနေ့ကအင်ဂျင်နီယာတွေကတော့မဟာတိုင်းကြီးရဲ့လှုပ်ချုံရေးစနစ်ဟာတမိုင်းမှာအကောင်းဆုံးနဲ့အလေးစားထိုက်ဆုံး ဝိတုကလက်ရတစ်ခုလို့တညီတညွတ်တဲ့သဘောတူထားကြပါနဲ့ကမ္ဘာအစီဆုံးတင်ချင်ကြီးအကရက်စီဟန်တီကိုတတိုင်းကိုအဓိကချက်တွေတိဆောက်ခတ်သူဖြစ်ရာဇဝင်စာအုပ်တွေမှာမှတ်တမ်းတင်ခန့်ကြပြီးမယ်အမှန်တကယ်လက်တွေ့တိဆောက်ကြသူတွေကတော့တရုတ်လက်သမားအလုပ်သမားတွေပဲဖြစ်ပါတယ်မဟာတရားကြီးတိဆောက်ဖို့အတွက်ခေစစ်စစ်ကလောက်တောင်းပေါင်းတန်းလောက်ရဲ့လောက်အောင်တွေပေါ်ဝင်ကြတယ်လို့သမိုင်းပညာရှင်တချို့ကခံမှန်းထားကြပါတယ် မော်တော်ရန်ကြီးတိဆောင်ရတဲ့အလုပ်ဟာအင်မတန်ခက်ခဲပြပန်းတဲ့အလုပ်ဖြစ်ပြီးတော့လူများဖျားနာတိဆုပ်ခက်ကြရပါတယ်။ဒီစစ်တဲ့ပြင်းလို့နာမည်ကျော်တဲ့ aggressive hunty ဟာလက်သမားအလုပ်သမားတို့ကိုအလိုမတူပဲပထမချွတ်တက်ဆွဲခဲစိတ်ခဲကြတယ်လို့တရုတ်စာပေတွေမှာရေးသားဖော်ပြလေးရှိပါတယ်။အဲ့ဒီမဟာတိုင်းကြီးတိဆောင်ဖို့တွင်လူပေါင်း၄သိန်းတိဆုပ်ခက်ကြပြီးတော့အဲ့ဒီတိဆုပ်သူ၄သိန်းရဲ့အလောင်းတွေကိုမဟာတိုင်းကြီးဆောက်လို့ရမှာစစ်စီရေမြုံနိုင်ခဲ့တယ်လို့လည်းကြည်ကြဲပြပြပြောဆိုယုံကြည်မှုရှိကြပါတယ်။ဒါကြောင့်အလောင်းပေါင်း၄သိန်းမြုံနိုင်ထားပြီးတော့မိုင်ပေါင်း တောင်း3000ကျော်စီးတဲ့ဒီမဟာတတိုင်းကြီးဟာကမ္ဘာအစီအစုပ်တိချိုင်းကြီးလို့လည်းပြောစမှတ်ပြုခဲ့ကြပါတယ်။တချို့ကတော့တိမေတမန်တတိုင်းကြီးလို့လည်းသမို့ကြပါတယ်။ဒါပေမဲ့ခက်တဲ့တမိုင်းပညာရှင်တွေကတော့ဒီအချစ်ပေါ်မှာအကြီးကျယ်တပ်ပြားစီးနေကြပါတယ်။ဒီမဟာတတိုင်းကြီးမှာလူပေါင်း၄သိန်းရဲ့အလောင်းတွေကိုမျက်နှာထားတာမှန်ရင်တမိုင်းတစ်ဆောက်မှာတတိုင်းကြီးရဲ့အစိတ်ပိုင်းနေရာအမျိုးမျိုးပြိုကျတဲ့အခါမှာရိုးစုတွေတွေ့တဲ့တယ်လို့ဆိုတော့ကတက်ကြပါတယ်။ဒါကြောင့်အလောင်းပေါင်း၄သိန်းမျက်နှာထားတဲ့ဆိုတာဟာအခိုင်အမာအထောက်အထားမရှိတဲ့ဒဏ္ဍာရီစကားများတာဖြစ်တယ်လို့တမိုင်းဆရာတွေကမှတ်ယူကြပါတယ်။ တတိုင်းကြီးဘော်ကဘွားများတတိုင်းကြီးကိုစီရီတီနောက်ပိုင်းမှာလည်းမင်းအစ်စစ်ကဆက်လက်ချက်ထွေတိဆောက်ခဲ့ပါတယ်ပြပြတန်တော်တွေကိုပြပြခဲ့ကြပါတယ်ဒီနေ့ခေတ်မှာနာမည်အကြီးဆုံးနဲ့အလောက်ပေါဆုံးဆုတဲ့နေရာတော်တော်များများကိုတော့မင်းမင်းဆက်လက်ထက်မှာဆောက်လုပ်ခဲ့တာပါမာတတိုင်းကြီးကိုစေကားဆောက်လုပ်ခဲ့စကမြေကြီးကြောက်တုံးတက်သားတွေကိုသာအဓိကထားဆောက်လုပ်ခဲ့တာပါမင်းမင်းဆက်လက်ထက်မှာတော့အုတ်ကူဆက်တဲ့တုပ်ကူလာပါတယ်အုတ်အပြင်ကြောက်ပြားထိုးကြောက်ခဲကြောက်ထိုးတွေကိုလည်းထပ်သေးတုပ်ပြုခဲ့ပါတယ် ထူးခြားတာတစ်ခုကတော့အဲ့ဒီအုတ်ငယ်တစ်လုံးနဲ့တစ်လုံးကြောက်တော့တစ်ဒုံးနဲ့တစ်ဒုံးပို့ပြီးတွဲကဲအောင်ကဲ့နေအောင်လို့ကောင်းချင်းဆန်ကိုအုပ်ပြုခဲတဲ့အချက်ပါမင်းမဆဲလက်ထဲမှာတော့တရိုင်းကြီးကိုတိဆောက်ဖို့အုတ်တရိုင်းကြီးကိုဆောက်ဆောက်ဖို့လုံချုံရေးတောင်းဝယူဖို့အတွက်လူနေစရာနေရာတွေကိုပါထပ်သွင်းဆောက်လုပ်လာပါတယ်သူတို့တွေကိုမာတရိုင်းကြီးအစားတတ်ဖက်ဝေလို့လည်းခေါ်လေးစီကြပါတယ်မာတရိုင်းကြီးအတွက်အဆောက်တွေအများပြားချထားတန်လေးစီပြီးတော့တချို့အခြေအနေမှာဆိုရင်စုစုပေါင်းအဆောက်အအေးတွင်းဟာတပန်းလောက်တော့ရှိခဲ့တယ်လို့ဆိုပါတယ် တချို့အဆောက်တွေဟာတရိုင်းကြီးပုံမှာမွေးဖွားလာခံကြပြီးတရိုင်းကြီးပုံမှာပဲကြီးပြင်းကြရပါတယ်။တရိုင်းကြီးပုံမှာပဲအိုးအိမ်ထူထောင်ကြပြီးနောက်ဆုံးမှာတရိုင်းကြီးပုံမှာပဲတည်ဆုပ်သွားလေးရှိကြပါတယ်။သူတို့ဘဝဟာလည်းတရိုင်းကြီးမြတ်တာဖြစ်ပြီးတော့သူတို့ရဲ့လူဘဝတက်တန်းတစ်ဆောက်မှာမဟာတရိုင်းကြီးပေါ်ကလွယ်ပြီးဘယ်မှမရောက်ဘူးလှမ်းကြပါဘူး။အဆောက်တွေဟာရတူလာရင်တယောက်နဲ့တယောက်မိနဲ့အချစ်ပြကြပြီးတော့အချစ်ပြမိကိုမိနဲ့တခြားအဆောက်တွေဟာအဒီယန်စီးတဲ့နေရာကိုလာပြီးကူညီလေးရှိကြပါတယ်။ လဘောကမြင်ရတဲ့ဆိုတဲ့မဟာတတိုင်းမဟာတတိုင်းကြီးနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေအများပြားရှိတဲ့အနေလူရောအများဆုံးတစ်ခုကတော့မဟာတတိုင်းကြီးကိုလဘောကတော့မြင်ရတဲ့ဆိုတဲ့ဒဏ္ဍာရီစကားပါလဘောကတော့မြင်ရတယ်လို့ပထမဆုံးပြောခဲ့သူကတော့အင်္ဂလိပ်စီဟောင်းစာပေရေးသားသူဝီလျံစတက်တွေပဲဖြစ်ပါတယ်1954ခုနှစ်ကရေးခဲ့တာပါဟင်နီနော်မန်ကလည်း1995ခုနှစ်မှာထပ်မရေးသားခဲ့ပြီးတော့နောက်ပိုင်းမှာလူများပြောက်ကထက်ခါထက်ခါပြောဆိုလာကြပါတယ်။ဒါပေမဲ့အသိပညာရှင်တွေရဲ့အတွေ့အကြုံမှုရာမဟာဒိုင်းကြီးကိုလက်ဖို့ကမရဖို့ဆိုရင မွာတိုင်းကြီးဟာအခုထက်အဆပေါင်း၁8000ပူကျင်မှတာမြဲခွင့်ရှိတယ်လို့ဆိုကြပါတယ်။လက်ကပါပေါ်ရောက်ခဲ့တဲ့ဘဲအာကာသရေမှူးမကလည်းမွာတိုင်းကြီးကိုလက်ဘုကနေမြေခဲရတယ်လို့ပြောဖို့တာမရှိခဲ့ပါဘူး။ဒီထက်ပိုပြီးအညစ်ကုန်ဖြစ်တဲ့အဆိုတကူကတော့မွာတိုင်းကြီးကိုကမ္ဘာပတ်လမ်းကြောင်းပေါ်ကမြဲရတယ်ဆိုတဲ့အဆိုပါ။ NASA အမေရိကန်အာကာသသိပ္ပံအဖွဲ့ကတော့ရေတူဥတုကောင်းမှုကြီးလေနေတဲ့အချိန်မှတောင်အမြင်ရတဲ့လောက်ပါပဲလို့ပြောပါတယ်။ဒါပေမဲ့အမေရိကန်အာကာသရေမှူးဝီရီယံပေါ်ကတော့ NASA အာကာသရေစခန်းစကိုင်းလက်ဘုကနေမွာတိုင်းကြီးကိုမြဲရတယ်လို့ထင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သူတကယ်မြင်ရတာဟာမဟာဒန်ကြီးမဟုတ်ပဲပီကေမြူနာက grad တူမြောင်ကြီးဖြစ်နေမယ်လို့သူကဆိုပါတယ်။သူကရိုးရိုးသားမမစ်စင်းတဲ့အောင်မဟာဒန်ကြီးကို scan လဲပေါ်ကနေမမြင်ရပေမဲ့မန်ဘလူးနဲ့ကြည့်ပြီးမြင်ခဲ့ရတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာလည်းမြူးမစ်စင်းနဲ့မြင်ရတယ်လို့ပြောသူတွေရှိသလိုမမြင်ရနိုင်ဘူးလို့ညှိကပ်မှုတွေလည်းမကြခဏရှိခဲ့ပါတယ်။မဟာဒန်ကြီးကိုလက်ပေါ်ကဒါမှမဟုတ်ကဘာပန်လန်းကနေမြင်ရမမြင်ရအငြိပွားကြတာနဲ့မဟာဒန်ကြီးထဲမှာလူလေးတဲ့ရဲ့အလောက်တွေစီးမစီးဆိုတာတွေကိုဒီကနေ့ခေတ်တိုင်အငြိပွားလေးရှိကြပါတယ်။ ။ဘာပဲဖြစ်ဖြစ်အငင်းပေါလို့မြတ်တာတခုကတော့မာသတိုင်းကြီးဟာကပ္ပအပ်ဖွဲ့ဆင်းဟအမွေနဲ့ကြီးတခုဆိုတာပါပဲ။1989ခုနှစ်ခုနှစ်မှာတော့မာသတိုင်းကြီးဟာကပ္ပဆင်းဟအမွေနဲ့တခုအဖြစ်ယူနက်စကိုဖွဲ့ကြီးကအတိမတ်ပြုကြေညာခဲ့ကြပါတယ်။မာသတိုင်းကြီးကိုလက်ပေါ်ကနေမြင်ရမမြင်ရမာသတိုင်းကြီးထဲမှာလူလေးတည်းရအလောက်တွေရှိမရှိဆိုတာတွေကိုပြည်သူတို့အနေနဲ့လဲကမ္ဘာမှာဝေရောက်ဆွေးနွေးပြီးသွားနိုင်ပါတယ်။ ပြတဲ့တော့ဘူးသူတော်ရရှိမဲ့နောက်ထပ်ဗီဒီယိုတွေကိုဖန်တီးထည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like follow subscribe လုပ်သွားပေးကြပါလို့တောင်းဆိုရင်းဗီဒီယိုလေးကိုဒီမနက်ရန်နောက်ခွင့်ပြုပါအဆုတ်ထိပ်လိုက်ပါကျေးဇူးပေးချင်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ